ကဲမင်္ဂလာပါလို့အားလုံးဒီကနေ့ချေဦးဆိုပြီးနှုတ်ဆက်ပါတယ်ကျွန်တော်ရဲ့ North Tiger Channel ကိုနေ့ရက်တိုင်းအစီအမြက်အားပေးကြည့်ရှုပြီးအရောက်တိုင်းကိုလည်းအထူးကြည့်လို့တင်ကြောင်းချေဦးဆိုပြီးပြောကြားချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်မဲ့ဗီဒီယိုလေးကတော့ကိုနာငယ်ကိုစီတို့ရဲ့ relation ဗီဒီယိုလေးပဲဖြစ်ပါတယ်အတူတူကကြည့်ရှုနားဆင်ကြည့်ရအောင်လို့လည်းဖိတ်ခေါ်ပါတယ်ဒီဘိုးကြီးကဘာကောင်လဲတော့ကျွန်တော်မသိဘူးဘယ်ကဘိုးကြီးလဲလဲကျွန်တော်မသိဘူးဗီဒီယိုဖိုင်တစ်ခုတွေ့တယ်သူပြောတာ ကားတစ်လုံးတစ်လုံးနားထောင်ပြီးတယ်ကျွန်တော်ဒီအချိန်လှုပ်ဖို့ဆိုပြီးဗီဒီယိုဖိုင်ယူတာဓမ္မဒီဒါကသူတင်ထားတာမဟုတ် TikTok မှာတင်ထားတာ NUG MOD PDF များသည့်စီရာဇဝင်မှုများကျူးလွန်ခဲ့ကြောင်းနဲ့ထပ်မံကျူးလွန်စေဖြစ်ကြောင်း NUG ထောက်ခံသူကိုယ်တိုင်ထုတ်ဖော်ပြောလာပြီးဆိုပြီးတော့ဘောမဘက်ကတင်ထားတယ်နော်နားတော်ကြည့်ပါလားဘာလို့လဲဒါတွေကတပ်လိုက်ရှင်းလိုက်ခုံလိုက်ထပ်လိုက်ထပ်လိုက် ိုင်းပြောခြင်းတယ်နော်တပိုင်းကတော့သူ့ကိုပြောခြင်းတယ်တပိုင်းကကိုယ့်ပဲအချမ်းပြောခြင်းတယ်ကိုယ့်ပဲအချမ်းကိုပြောလို့လည်းကျွန်တော်ကြားပြီကျွန်တော်ကဒီတော့ line မှာလေတစ်ဖက်ရန်သူဘက်ကအဟာတွေကိုပဲစော့တယ်ကိုယ့်ဘက်ကလူတွေဘလောက်မှားနေလွမ်းနေဖြစ်မှားနေတဲ့အရာကြီးတော့မှန်တယ်လို့မပြောပေးဘူးဒါပေမဲ့သူကသူမှားတာကိုထောက်ဒီထောက်ရမယ်ဆိုတဲ့ဟာမျိုးနဲ့အရှိရန်သူဘက်ကကျွန်တော်မျက်နှာမူပြီးနေတယ်အားလုံးထိမှာပါကျွန်တော်တော့ reaction လုပ်လာကျွန်တော်ပဲရှိတယ်ကိုယ့်ဘက်အချမ်းလူကျွန်တော်တခုမှမပြောဘူးဘာဖြစ်လို့လဲတီတူတွေပြောရင်ပြောတဲ့လူပြောသွားရင် ပြောမလို့မှားဝတိုင်ဝဆောင်းဝမှာဖြစ်မှာစလို့ဒါဒီညမှာတော့တို့ထည့်ပြောမယ်အခုတူပြောတယ်လို့တက်ပလိုက်ဒါပထမဆုံးသူ့အရင်ပြောမယ်တက်ပလိုက်ဖြုတ်လိုက်လှုပ်လိုက်ဆိုတဲ့အမိတ်ကိုဘ ᱹ ူပေးတာလဲဘာလဲဆိုတော့အဲ့ဒီဇကားတွေကိုမြန်မာနိုင်ငံမှာဒီ2021နောက်ပိုင်းမှာဘ ᱹ ူကအရင်စပြောပြီးဘ ᱹ ူကအရင်စလုပ်လာဒီ PDF တွေကစပြောပြီးတော့စလုပ်တာလားမင်းအောင်နိုင်တို့စစ်ပွဲတွေကစပြောပြီးစလုပ်တာလား အကြောင်းအရာတစ်ခုကိုပြောမယ်ဆိုရင်မျက်မျက်သက်သက်ပြောလေတဖက်ဖက်မပြောနဲ့လေဟမ်မင်းအောင်နိုင်လို့စစ်ကောင်းဆောင်စစ်တပ်ဟာအာနာသိန်းထဲကနေအဲ့ဒါလိုစကားတွေပြောတယ်အဲ့ဒါလိုအလုပ်တွေလုပ်လာတာဒီနေ့2025အထိအဲ့ဒီစကားတွေပြောပြီးအဲ့ဒီအလုပ်လုပ်တော့လေဟမ်အဲ့တော့ပြောရင်မျက်မျက်သက်သက်ပြောလေခင်ဗျားနေနေနှစ်ဖက်မျှပြောလေနော်ဒုတိယချက်ကကိုဘက်လူတွေကိုလည်းပြောချင်တူပြောသလိုတွင်းတစ်ထင်ရောက်တယ်ဆိုတာဟုတ်တယ်တချွတ်ကလေးအဖွဲ့အစည်းတွေအထူးသဖြင့် အညာဘက်မှာတယောတဖွဲ့ဖွဲ့ထားတယ် NUG အောက်ထက်မဝင်ဘူးတိုင်းသားအိယာကိုအောက်ထက်ထဲမဝင်ဘူးเนาะတယောကို10ယောက်15ယောက်နဲ့တဖွဲ့ဘိုးဘက်ဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့မတည့်လည်းမတည့်ဘူးပေါင်းလည်းမပေါင်းเนาะအဲ့လိုနေတယ်တကယ်ကစစ်ကြောင်းကထိုးတဲ့အချိန်မှာရွာကိုထားပြီးထွက်ပြေးတယ်စစ်တပ်မရှိတဲ့အချိန်မှာရွာထဲကိုလာပြီးတော့တက်ဆွဲတယ်ရွာထဲကပြည်သူတွေကကျွေးရမွေးရတယ်စစ်တပ်မရှိတဲ့အချိန်ကျရင်ထွက်ပြေးတယ်အဲ့ဒါဘာလုပ်တာလဲ အဲ PDF ဆိုရင်ပြောကြသည်အချားတကယ်လုံနေတဲ့အဖွဲတွေမှာနစ်နာတယ်။ဆိုတော့အဲ့ဒီအဖွဲတွေမှာမင်းအောင်နိုင်ကဖွဲ့ပေးထားတဲ့ PDF မပါဘူးလို့ဘယ်သူမှခံတယ်။ဟမ်အဲ့ဒါဘာလို့တာလဲ။အဲ့လိုအဖွဲမျိုးတွေဟာလုံးဝကိုလက်မခံတင်တဲ့အရာ LD အောင်ထက်ဝင်ရမယ်လို့မပြောဘူး။တိုင်းသား IA ကိုအောင်ထက်ဝင်ရမယ်လို့မပြောဘူး။ဒါပေမဲ့မင်းတို့ local ဖြစ်ရက်တည်မယ်ဆိုလဲတမျိုးနယ်ကို COC တခုတော့တိဆောက်ပေးလေကွာ။ဟမ်တယောက်ကိုဟိုလူလေး၄၀ဆယောက်တဲ့တယောက်တစ်ဖွဲ့လျှောက်ဖွဲ့တယ်။ အဲ့ဒါဘာလို့အတော်လိုင်းမဟုတ်ဘူးအဲ့ဒါလက်နက်ကင်တောင်းကျမ်းတဲ့အစ်စ်မရှိတဲ့အဲ့ဒါတော်လိုင်းလောက်တာမဟုတ်ဘူးကျွန်တော်ပြောချင်နေတာကြာပြီအဲ့ကိစ္စတွေကိုလာပြောပေါင်းများပြီအကုန်သိတယ်နော်တနေ့အဖွဲ့နံပါတ်တွေပါတက်ပြီးစော်မှာနော်အဲ့အညာဘက်ကအဖွဲ့တွေကောင်းကောင်းသိသိထားဘာဖြစ်မင်းတို့အဲ့လိုလောက်တာတကယ်တိုက်နေတဲ့အဖွဲ့တွေတကယ်တိုက်နေတဲ့တော်လိုင်းစိတ်နဲ့လောက်နေတဲ့သူတွေအရင်နဲ့နာတယ်မလောက်နိုင်မလောက်နဲ့ကြီးကွာအဲ့တော့အဲ့လိုလောက်တော့ဘာပြောပြည်သူတွေကတော်လိုင်းပေါ်ယုံကြည် အကုမှုရော့နေလားအဲ့တော့လောက်ဝါတဲ့သူကဟိုလက်နက်ကင်တိုင်းပီတယ်ဖြစ်တာမဟုတ်ဘူးလောက်ဝါတဲ့သူကအဲ့လိုပေါက်ပန်းနေစေလောက်ဝါတော့တကယ်စီးတဲ့ကမ်းနဲ့လောက်နေတဲ့ပီတယ်အဖွဲတွေကြတော့ခွေးရင်းကပြောသလိုရောရောင်ပြီးတော့ဝလုံးရှည်တဲ့တိမ့်တုံရမ်းတဲ့ကောင်နဲ့တွေ့လို့ရှိရင်အလကားတက်တဲ့ထိကင်ဆိုတော့ NUG အောက်ထပ်ဝင်ရမလို့မပြောဘူးเนาะအမင်းတို့ NUG lobby တွေလာမပြော NUG အောက်ထပ်မဝင်ဘူးရတယ်မဝင်နဲ့မင်းတို့အကြောင်းပြောကြเนาะဘာလို့ဆိုတော့တချို့တလေ ဒေတာတွေမှာလည်းတိတယ်နော်လွတ်တော်အကိုသလဲတွေကနေမျိုးစင်းပြီးစောက်တလဲအမိတ်တွေပြီးတော့အောက်ကတကယ်တိုက်နေတဲ့တပ်မှုတွေနဲ့စောက်စကားတွေများတဲ့ပြဿနာအကုန်တိတယ်ကျွန်တော်မပြောခဲ့ဘူးကိုယ့်ပဲအချမ်းဒါပေမဲ့တနေ့တော့ကောင်းကောင်းပြောချင်တယ်ကျွန်တော်ပြီးလို့ရှိရင်တိုင်းနာအီယာကိုအောက်ခဲကိုဝင်လေတိုင်းနာအီယာကိုအဖွဲတစ်ခုခုနဲ့အညာဘက်ဆို KIA ရဲ့ထိချုပ်မှုအောက်မှာ KIA အောက်က BD ရဲ့အဲ့ထဲလည်းဝင်ဘူး ND အောက်ထဲလည်းဝင်ဘူးဘာလို့လဲတယောက်တစ်ဖွဲ့မဲ့ လက်နဲ့တွေကင်ပြီးတော့စစ်တပ်ကစစ်တောင်းမထိုးအချိန်ကြရင်အာလူလေးလေးငါဆယ်ရောက်တဲ့ထောင်မြောက်ကြောက်မြောက်ကြောက်ထောင်ထောင်ထောင်ဟောယူတာတဲ့ဗီဒူတွေက PDF ဆိုလိုက်ဟိုအထင်ကြီးကြတာဟုတ်ဟမ် PDF ဆိုရင်လူတွေကအထင်ကြီးတော့အာ PDF လို့တကယ်တကယ်စစ်တပ်စစ်တောင်းထိုးထိုးယွာကြီးထိုင်ထွက်ပြီးရောဟိုမှာယွာဝီမိချိုကန်တီရောဟမ်စစ်ခွေးတွေဝီမိမလေးကျင်တာခံရအောင်ယွာသားတွေကအဲ့တော့အဲ့လိုလောက်လာတော့တကယ်တကယ်ပြည်သူအတွက်အသက်ပေးပြီးလုပ်နေတဲ့ PDF တွေကိုမြင်တော့အဲ့လိုခံထားတဲ့ပြည်သူက ်ဘီဒီအမြင်အထင်အထင်သေးတဲ့ပုံစံဖြစ်လာဆိုတော့ဒါတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေအဲ့ဒါလို့လုံနေတဲ့အဖွဲတွေကျွန်တော်တို့အများကြီးစိတ်ရင်းရထားတာရှိပါတယ်เนาะဒါတွေကိုစေခြင်းပေးပါမင်းတို့ကိုပြောချင်တာကလက်နက်ကင်လို့ PDF လုံးမတူရဲကောင်းဖြစ်တာမဟုတ်ဘူးเนาะလက်နက်ကင်ပြီး PDF လုံးပြီးစစ်ခွေးနဲ့မတူတဲ့စန့်ကျင်ဘက်မှာနေနိုင်မှ PDF ဖြစ်မှာလက်နက်ကင်လူပါွားတဲ့အချက်ကို မကြိုက်လို့လက်တော်လန်ကြတာလေကိုကိုတိုင်ကလက်နက်ကင်ပြီးလူဘဝမယ်ဆိုမှတော့ဘာလို့မို့တိုင်းပြီးအနာခံပြီးတော်လန်ဖို့လဲမင်းအောင်လည်းပေးလိုက်ပါဦးအစတည်းကဟုတ်တယ်မလားအဲ့တော့မင်းတို့တန်ဖိုးရှိတဲ့တူရဲကောင်းတွေဖြစ်တင်စားတယ်လို့တကယ်တန်ဖိုးရှိတဲ့လူဖြစ်အဲ့ဒီလက်နက်ကင်လိုက်ပြီးဆိုတဲ့ကနဲ့မရှိတဲ့ပြည်သူကိုအောက်ကျခံရတော့မယ်အဲ့ဒါမှတန်ဖိုးရှိတဲ့ပြည်ရဲ့တော်လန်တမဖြစ်မှာနယ်မြေတစ်ခုဆုံးရှုံးသွားလို့ဘာမှအကြောင်းမဟုတ်ဘူး အဲ့ဒီငယ်မြေကပြည်သူထောက်ခံမှုဆုံးရှုံးသွားရင်အဲ့ဒီတော်ဘယ်တော့မှနိုင်လို့မရတော့ဘူးเนาะဒါကြုံလို့ကျွန်တော်ပြောတာဘာဖြစ်လို့လဲကိုယ့်ဘက်အချင်းချင်းကျွန်တော်တစ်ခါမပြောခဲ့ဘူးကဲဆက်ပြောဒီဖိုးကြီးထိတ်ပေါင်ပါပြောပြောတင်းကြီးအလုပ်ဒီဒီမသိနိုင်မသိနိုင်ဖြစ်လို့ကတော့ပြရတယ်လားဒါလည်းစိရတယ်လို့လားစိရတယ်လို့တရားရင်တော့ဘုရား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 မချဘူးဘုရားမချဘူးဘုရားမဆက်စားဘူးဒါကချက်လို့နိုင်တယ် မင်းတို့တွေလူမဟုတ်ဘူးဆိုတဲ့စကားကိုပြောမယ်ဆိုရင်အစုလိုက်အပြုံလိုက်တက်တာတဲ့နော်အစုလိုက်ပြောတာလက်ရှိမြန်မာနိုင်ငံမှာအစုလိုက်အပြုံလိုက်တက်တာဘဒူဘဲအဖွဲ့စည်းရအတက်များဆုံး PDF တွေရဒီတိုင်းကလက်နက်ကင်တော်လိုင်းအင်အားစုတွေရစစ်တက်တယ်နော်ဘဲဘဲအချမ်းကရည်ရွယ်ချက်ရှိရှိအစုလိုက်အပြုံလိုက်ကိုအတက်ဆုံးတယ်အဲ့ဒါလေးပဲဖြစ်တယ်တလောက်အစုလိုက်အပြုံလိုက်တက်နေတဲ့စစ်တက်ကိုကြတော့တခွန်းမပြောမနဲ့ ဒီတော်လံဘက်ကအချမ်းကိုလာပြီးတော့ယာဓုမယလာကမယအခွင့်ရေးဆိုတာဘာမှမယနော်ကိုကျိုးရှာနေတဲ့အဖွဲလည်းရှိရှိမယ်အများစုကိုကြည့်ရမယ်လေစကားတစ်ခုမပြောတော့မစို့ဟမ်မင်းတို့ PDF တွေဒီလိုသွားပြောလို့မရဘူးဘယ်နယ်က PDF ဘယ် PDF ကဘယ်လိုလုပ်တယ်အဲ့လိုပြောရတယ်အဲ့တော့အခုလိုမျိုးဝလုံးရှင်နဲ့တိတ်ပြောမယ်ဆိုရင်စစ်တပ်ကိုအရင်ပြောလေနှစ်ဖက်လုံးပြတ်ပြတ်တတ်တတ်ပြောလေ ဟမ်ဒီတစ်ဖက်ထက်ကပြောပြီဆိုတော့ကခမားဘယ်ကိုရည်ရွယ်လဲဆိုတော့လူမှန်ကုန်တိတယ်တိလားကြောင်ကြီးစပြောနော်ဒါဒါဒါရှိတယ်ချော့ညာအဲ့ဒီဒါစီနေတယ်ကိုအရင်ကလာမယ်ဆိုပြီးတော့အရင်ကတော့နော်ဥွေတွေထောက်ခဲ့ပဲဒီဘုတ်ကတော့ကြီးတောင်းထားတောင်းရောအဲ့ဒီဥွေကြီးရယ်နမ်စီရီယန်နဲ့အရေးယူဖို့ထောက်ခဲ့တာမှန်တယ်နမ်စီရီယန်မှန်တယ်မြတ်သေတံကြခံတယ်ဆိုပြီးတော့ထောက်ခဲ့တာလား ဘလို့ပုံစံမျိုးနဲ့အရေးယူမှာလဲနော်အဲ့နောက်ဆက်သွယ်ရှိသေးတယ်ခင်ဗျာနန်းလီလီယံအရေးယူမဲ့ဦးတွေထုတ်ခဲ့တဲ့လူတွေတာဝန်ခံရမယ်ဆိုရင် okay ကောင်းပြီရက်ွက်ထဲမှာနန်းလီလီယံတယောက်ရှိတယ်ဒီနေ့ထိစစ်ကောင်စီရှိမှာအလုပ်စင်းနေတယ်အဲ့ဒီရက်ွက်ထဲမှာပဲသားသမီးတွေ PDF ဖြစ်နေတဲ့မိသားစု၄၅စုရှိတယ်အဲ့ဒီမိသားစုကိုစစ်တပ်ကဖော်လာပြီးတော့အဲ့ရွာလေကဘသူကတော့သူ့သားက PDF ထဲမှာ ဘတ်တူဖေကဘယ်အဖွဲ့ကိုထောက်ဖို့လုပ်နေလဲရွာထိတ်ဆုံးကဘတ်တူအိမ်ကတော့ PDF အိမ်မှာအဲ့နန်းစီပြန်ကစရင်းနေပေးပြီစစ်တပ်ကရွာထဲဝင်လာပြီအဲ့ဒီအိမ်မှာရှိတဲ့မိဘတွေကိုဖမ်းပြီးတော့လယ်လီတက်ပြီအယုံမီးရှို့ပြီအဲ့ဒီနန်းစီပြန်လှုပ်တဲ့ကိစ္စကိုခမည်းတော်ဝန်ခံလားဆိုအဲ့ဒါလို့လှုပ်လာတဲ့နန်းစီပြန်ကိုဥထုတ်ပြတ်အရေးယူမဲ့ထုတ်ပြတ်တဲ့ဥပဒေလေးတွေးတဲ့နန်းစီပြန်နဲ့အကုန်လုံးလိုက်လုံမဲ့ဆိုရင်စစ်သားမရတဲ့တော့ပုံသေးပြီ ရှင်းလားအဲ့တော့နန်းစီရံနေအရေးယူမဲ့ဥပဒေဆိုတာတွဲတဲ့နန်းစီရံကိုရှောက်တတ်ဖို့ပြောတာမဟုတ်ဘူးအခုလိုမျိုးပြည်သူကိုဒုက္ခရောက်အောင်လုပ်တဲ့နန်းစီရံတွေကိုဥပဒေဘောင်တဲကအရေးယူလို့ရအောင်တတ်မှတ်တဲ့ဥပဒေထုတ်ပြန်တာလေခင်ဗျားဒါတော့နားမလည်ဘူးလားဟမ်နားမလည်လို့ပြောတာလားနားလည်တာနဲ့ပြည်သူကိုတမင်တက်တက်ဝေဝါအောင်ကြီးထဲတာအဲ့လိုလောက်ရပြီမလုံနဲ့အဲ့ဒါအောက်တန်းသားလို့ခေါ်တယ်နားလည်တာအဲ့ဒီကျင်းတဲ့ကြက်ကြီးရတယ် အဲ့ဒီစိတ်မဲ့ဒီကလေးတကယ်ကြောဘေးမဆိုးဘူးလေတော်တော်စီတောင်းတောင်းဆောင်းလည်းမရှိဘူးအဲ့ဒီဟုတ်တယ်ဘေးထွက်ဆိုးကျိုးဆိုတာလေလက်နက်ကင်ပြီးတော့တော်လှန်ရေးလှုပ်ပြီးဆိုတဲ့ကအဲ့ဒီတိုင်းပြီမှာဘေးထွက်ဆိုးကျိုးပြီးဖြစ်ပေါ်မှာပဲအနေနဲ့အများပဲနောက်ဆုံးအခက်မတင်တိုင်းပျက်စီးသွားနိုင်တဲ့အထိဝေးသက်သူဆိုးကျိုးကကြီးမားတယ်ဒါကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးတိုင်းရင်ကြားစီရေးဆိုပြီးတော့အဲ့ဒီစစ်တပ်ကိုဖေဖေတီထောင်ထဲတဲ့တပ်မတော်ကျမနဲ့မောင်နှမပါဆိုပြီးပြောတဲ့အချိန်ဝိုင်းဆဲခဲ့တဲ့နေရာမှာခမည်းတော်ပါနေပါအောင်မယ်အဲ့ဒီအမေကိုအလကားတက်ပြောတာမဟုတ်ဘူးအဲ့လိုခမည်းပြောတဲ့ဘေးဆိုကြိုးတွေဖြစ်လာမှာဆိုလို့တွေးဆောင်ဆွေးနွေးအပြေရှာရေးဆိုတဲ့နော်မူကိုကင်ဆွဲခဲ့တာလူအစဲခံထိပြီးကင်ဆွဲခဲ့တာဒါပေမဲ့ခမည်းတော်ကိုးွယ်တဲ့အဲ့ဒီစစ်ခွေးကောင်းရလူစကားနားမထောင်ခဲ့ဘူးလေဟမ်လက်သုံးချောင်းထောင်ဆန္ဒပြတာမယူဘူးလေ

နော်အဲ့ဒါလူယုတ်မာတွေကောင်းကောင်းတုံးတဲ့စကလုံးနောက်ကြောသာထိုးမဲ့ကောင်းတွေတုံးတဲ့စကလုံးမတိပြည်သူဘက်ကနာတယ်လို့ဘာလို့လို့အဲဘယ်လို့ CDM ဘယ်နှယောက်ရှိတယ်ခင်ဗျားတိလား CDM အတရတဲ့ရံပုံဝင်ဘယ်လောက်လဲနော်ပြန်ချပေးလိုက်တာဘယ်လောက်လဲဝေမနောမဆိုအဲ့ဒါတွေကိုလေ့လာလေဟောတကယ်ရစင်တာရပါမလေးလို့အဲ့ဒီလူတွေမဆုံးကြဘူးဗျာဒီကဒီကတော့ဖြစ်နေကြတယ်ဗျာဒီလူ ဆက်ပြီးတော့လက်လက်တွေနဲ့စုစုမှုမှုပေါ်ပါလာအတိုင်းကြီးပုံကြပြန်လာပြီဘီတာလူစားနေပြီးရုပ်ရဲ့မစင်းလားမစင်းရဲ့ပဲလေပြည်သူလူထုတက်ဆင်ပေးတဲ့လက်နက်နဲ့ပြည်သူလူထုကဗိုလ်ကြရဆိုရင် PDF တွေတနိုင်ငံလုံးမှာရှိတဲ့ PDF တွေကဗိုလ်ကြတာဟမ်ဗိုလ်ကြတာတောင်းမို့ရင်ဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်မှာရှိတဲ့ PDF အဖွဲ့ဘယ်အဖွဲ့လဲပြောလေအဲ့လိုတိတိကျကျနော်အဲ့အဖွဲ့ကဘသူတွေကိုဘယ်လိုလုပ်တယ်အဲ့လိုတိတိကျကျပြောလို့မှ အဲ့ဒီအဖွဲကအရေးယူမှုမရှိစက်ပြောလေခင်ဗျားပြောတဲ့စကားဟမ်ဖာမကြနဲ့ခင်ဗျားအသက်ကြီးပြီနော်ကျွန်တော်ပြောပြမယ်တော်လန်ရင်းမှလေကျွန်တော်ဒါအခုဒီဗီဒီယိုမှလည်းကြည့်နေတဲ့တော်လန်ပြည်သူပါလို့ရှိရင်ကျွန်တော်တခါတည်းပြောချင်ပါတယ်ဒီလိုအကောင်မျိုးတွေကိုဘယ်တော့မှပြောပါစေဆိုပြီးခွင့်မထုတ်ပါနဲ့အဲ့ဒီလိုစကားမျိုးကိုကျွန်တော်ကိုယ်တိုင်လှုပ်လာတယ်ကျွန်တော်ကိုရိုက်တက်ပလိုက်တခါတည်းပြောတာ လူပြောလို့မရဘူးဒီနေ့ကိုစီတော်လိုင်းရဲ့ဖက်မှာဟာတက်တက်တက်လောက်နေပြီမယ်နောက်နေ့ပုံကိုရခံစားတဲ့တကူးရှိလို့တော်လကောင်နေရမရလို့တော်လကောင်ဟမ်မြန်မာပြည်သားတွေကနေရသားလို့ကျင်တာဟမ်နေရမရလို့တော်ကောင်စောက်ချင်းဖောက်လိုက်ကိုစီကိုလည်းမထားနဲ့ရှင်းတယ်နော်ပြည်သူဘက်ကလို့လို့ဘာလို့လို့နဲ့တော်လှန်ပြည်သူကိုဝေဝါအောင်လုပ်တာဒီတော်လှန်ရေးမှာကျွန်တော်၃ဘွဲ့ရှိတယ်တစ်ဘွဲ့ကကိုယ့်ဘက်တော်လှန်ပြည်သူ အဲ့ဒီကြတော့ဘဒူပဲစီးလုံးစီးလုံးဘဒူပဲတည်မှားထက်ထက်ဒီလူတွေကတန်တိုက်တန်ခိုင်းပါတယ်စိတ်ဓာတ်တွေခိုင်းပါတယ်ဘဒူမှလှုပ်ဆော်လို့မရအောင်ဒုတိယတစ်ခွက်ကြတော့ဟိုဘက်လိုလိုဒီဘက်လိုလိုရောင်တောင်ကအဲ့ဒီရောင်တောင်ကအင်အားများတယ်တတိယတစ်ခွက်ကတော့ရန်သူဘက်ကရက်တည်တဲ့ဘောမဖွဲ့ဒီဖွဲ့ကတော့နဲဒီလိုလူမျိုးတွေဒီအဲ့ဒီအလဲအဖွဲ့ကိုကောင်းကောင်းတိမ့်တွင်းသွားမဲ့အဖွဲ့ဟုတ်လို့ဟုတ်လို့နော်ဟမ် အဲ့ဒါဖြစ်လို့ဒီလိုမျိုးစကားမျိုးတွေလောက်လာမယ်ဆိုရင်တရားမင်းစင်းပြီးပြောတော့လက်မခံကြနဲ့ပြန်စော်ပေးပါဒါကျွန်တော်စကားပုံပြောတာပေါ့ပုတ်ပုတ်မုံတရားပြောတာမဟုတ်ဘူးဒီဘိုးကြီးကျွန်တော်တီးလည်းမတီးဘူးဘဒူလည်းလည်းမတီးဘူးနော်တော်နိုင်ရေးတစ်ခုပေါ်ကမျက်နှာမူပြီးပြောတာပါဒါကျွန်တော်စကားပေါ်ကျွန်တော်တာဝန်ယူနိုင်တယ်เนาะကဲတော်လန်ရေးတောင်မှ မပြီးသေးဘူးစစ်ခွေးတွေဘဝဟာအခုတည်းကလူရမွေနဲ့ဘဝရောက်ပြီ ဒါကတော့ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့တမီးကိုဂျပန်မှာဘွိုင်းကော့လှုပ်ကြလို့မခံမရနိုင် ဖြစ်နေတဲ့စစ်ခွေးနောက်လိုက်ကျော်မျိုးမင်းကထပြီးတော့ဦးတဲ့တည်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့တူကြည့်ပါပါเนาะကျော်မျိုးမင်းပြောထားတဲ့အဲစကားလေးနှောက်အောင်ပါဝီကျော်စွာလင်းရဲ့တမီးလို့တည်ရပါတယ်အဲ့ဝီကျော်စွာလင်းရဲ့တမီးကိုဒီဂျပန်ရောက်မြန်မာတွေကအခုဘွိုင်းကော့လှုပ်တယ်ဆိုတော့ကိစ္စလေးဒီနေ့ပေါ်လာပါတယ်ရှားတော့မဟုတ်ပါဘူးဒီဘုံကြီး sorry ဘုံကြီးကျော်စွာလင်း sorry ဘုံဘုံကြီးကျော်စွာလင်း ကျွန်တော်ပြောပါလို့ပါပြောနေတဲ့ပုံကတော့ကွာဟိုတခိုးလိုလိုဂျဘိုးလိုလိုမင်းသူများအောင်ဆိုပြပြသိသိပြောတတ်တဲ့ကောင်မင်းအခုပြောနေတဲ့ရုပ်ကိုမင်းကြည့်ရဟမ်ကြည့်ကြပါလေတရရနံပါတ်တမတော်နံပါတ်3ကောင်းဆုံးကြည့်ကြပါလေတမီပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းကနန်းလင်းလဲဦးလို့ခေါ်မှတည်း तू ကဂျိုတိုတက်ကတူမှာတက်ကတူတက်နေတယ်ခလိမာလေးပါအဲ तू ကဂျိုတိုတက်ကတူမှာတက်နေတယ်ခလိမာလေးပါ तू ပုံလေးကြည့်တော့လေတကယ်ဗျာဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲချောချောလေးခေါ်မလေးရ ပြောပြောလေးပါဆိုတော့သူကသူကလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ကျိုးတိုးတဲ့ကတူမှာသူကသူဘလိုပဲဖြစ်ဖြစ်စာအုပ်ပဲကြောင်းတက်ပြီးပညာသင်ကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ကျိုးတိုးယူနီဘာစီတီကိုတခါတည်းပို့စီတင်သူတို့လိုက်ပြီးတော့တက်တီတွဲပြီးလို့ရှိရင်ကွန်မန့်တွေပေးပြီးတော့ဒုက္ခတွေပေးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာအဲ့ဒါကမင်းတို့ဘက်ကကြည့်ရင်တော့သူ့အတူကြောင်းတက်နေတဲ့ကလေးမှမှန်တယ်လေငါတို့ပြည်သူဘက်ကကြည့်လို့ရှိရင် အဲ့ဒီကလေးမသုံးစားနေသုံးဆွဲနေတဲ့ငွေချင်းကစပြီးတော့ဒီကလေးမမိသားစုရထားတာဒီကြောစွာလင်းရဲ့စစ်သားလာကတွေလားတိုင်းပြည်ရဲ့ငွေတွေလားလာမမပူနဲ့ကြော်မျိုးမင်းအဲ့ဒီဘဝတွေဆက်လက်မှာအဲ့ဒီအလုပ်ကိုတွားလုံတဲ့ဒူတိုင်းအဲ့ဒီဘဝကိုခံစားရမှာမင်းတို့ထင်တာကနော်ဒီနှစ်ပေါင်း60လောက်တိဆောက်ထားတဲ့ institution ကြီးကလုံးဝပြိုလဲစရာအကြောင်းမရှိဘူး ခင်းဆက်ဆက်တော်လန်ရင်းတွေလှုပ်လာတယ်တက်ကပဲနိုင်တယ်ဒီနေ့ချိန်နဲ့တက်ကပဲနိုင်တယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ပါနော်အကယ်၍အဲ့ဒီမင်းတို့ရဲ့တက်ကမနိုင်ပဲနဲ့ပြည်သူနိုင်သွားရင်မင်းတို့အဲ့ဒါလေးကိုတွေးမိကြရတာဘွိုင်းခော့တွေမဟုတ်အကုန်လုံးမှာနော်အခုအနုပညာအတိုင်းဝိုင်းနော်အနုပညာအတိုင်းဝိုင်းနေမင်းအောင်လိုက်လိုက်ထွက်ပြိုကြတယ်ရန်အောင်တို့စိုးမြတ်လူသားတို့ဟာကြိုးပါကြိုးပါဒိန်းအောင်တို့ကြိုးပါချပါချပါဒါပေမဲ့ကိုယ်လက်ကြရင်အဲ့လိုမအော်ချင်းတော့ ဟာငါတို့လူမြတ်သမားတွေဝိုင်းကော့လောက်တော့မလဲဘူးနော်အဲ့ဒီတက်လာတဲ့အစိုးရလက်ထက်ကြရင်တော်နိုင်ရဲ့အလွန်မှာတက်လာတဲ့အစိုးရလက်ထက်ကြရင်သိလားအစိုးရကမလုပ်ရင်တော့နောက်ဆုံးများနိုင်ငံရေးပွဲတခုနိုင်ငံနိုင်ငံတော်အခမ်းအနားနဲ့ပတ်သက်တဲ့တခုမှာရန်အောင်ဆော့ဖြတ်မရှိတဲ့ရုပ်နဲ့လာမယ်ဒိန်းတောင်ဆော့ဖွက်ဆက်ဖြဲဖြဲနဲ့ဟမ်ကြောင်စပတ်ရုပ်နဲ့လာမယ်ဆိုရင်ဒီအစိုးရကလက်ခံတော့အောက်ကပြည်သူကလက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့လဲ ူတို့လိုဂျုံယူတွေကြောင့်မအားလာလို့အာနာယူဟာ၅နှစ်ချီပြီးအခုမပြုတ်ကြသေးတာအဲ့ဒါမဲ့အဲ့တော့ဘာဖြစ်ကလဲဒီတိုင်းဒီမှာမတည်သင့်ပဲနဲ့ဘီသူတွေအသက်တွေတေးရတယ်နော်မစတည်သင့်ပဲနဲ့ရဲဘော်တွေအသက်တွေစတည်ရတယ်အဲ့ဒီအားလုံးကတရခံပြီးဒီလိုအတိုင်းဝိုင်းကြောင့်အဲ့ဒီချိန်ကျရင်လည်းကောင်းကောင်းထိမှာမပူနဲ့လူအတိုင်းဝိုင်းအပြင်ဘက်ကိုရောက်မှာအခုကျော်စာလေးတမီဟုတ်တော့နော် ါပုံမှန်ကြည့်မယ်ဆိုရင်တော့လူလူချင်းကြည့်မယ်ဆိုရင်တော့ကြော်စွာလင်းမှာဒါစစ်ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြော်စွာလင်းမှာဒါအပြည့်ရှိရှိမယ်တူတမီမှာအပြည့်ရှိစရာမလိုဘူးပေါ့ဒါကဟုတ်တယ်ဒါပေမဲ့လို့လောကတဘာဝတက်ရောက်မှုတွေကအဲ့လောက်နဲ့မရဘူးလေဂလုံးဥသောမြည်ဂလုံးဥသောလောက်ရတဲ့အပြစ်ကဂလုံးဥသောနဲ့ပဲဆိုင်တယ်လေဒါပေမဲ့ဒီနေ့အချိန်ထိဂလုံးဥသောမိသားစုကိုမင်းတို့မြမအတိုင်းဝိုင်းကဘယ်လိုကျင့်ထားတယ်အဲ့အဲ့ဒါတဘာဝပဲအဲ့ဒါတဘာဝတွတ်တူဖြစ်တတ်တဲ့တဘာဝ ပြည်သူကယုံမှာပဲအဲ့ဒါကိုတွားပြပြောလို့မရဘူးဒါလောက်တဲ့တူပေါ်မူတည်တယ်ချင်းချင်းလေးဟုတ်တယ်နော်အဲ့တော့ချီးတိုင်ပြီးတော့ဆန္ဒကုနာမထွက်ချင်တဲ့လေကွာမင်းတို့ကြိုင်ထားတာချီးလေကိုယ့်ကိုတိလေဒီဘုသူကြီးဘုသူကျော်တော်လေးရဲ့တမီနန်းလင်းလက်ဦးကိုတချို့တက်ကတော့တက်ခွင့်ပေးတာဒါပွန့်လည်းပြောရင်ပြစ်တင်ရှုတ်ချပါလေဒါတွေကဒီလိုမျိုးသိဘူးပေါ့ဗျာဆက်ပြန်ပြောတယ်ကျွန်တော်တော့ပွန့်လည်းပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘုသူကြီးရဲ့တမီရဲ့ဘုသူကြီးရဲ့သူရဲ့ဘုသူကြီးရဲ့ပညာရေးကဘာသူမဆို ရပိုင်ခွင့်ရှိတယ်။ဘယ်နိုင်ငံမှမဆိုပညာရေးနဲ့ပတ်သက်ဘယ်သူမှမလို့ကန့်တရားလို့ဆိုမလို့တင်နေရတယ်။ပညာရေးအော်အဲ့လိုလားကန့်တရားမလို့အဲ့ဆိုရင် CDN တွေကိုလိုက်ဖမ်းတာပါဖြစ်လို့လေ။ဟမ် CDN စစ်ကောင်စီရဲ့မင်းအောင်လှိုင်အာနာသိန်းတို့အောက်မှာတောင်ဝင်မထမ်းဆောင်ပဲနဲ့အလုတ်ထွက်ပြီးတော့အပြင်မှာနော်မိဆက်ရတင်းနေတဲ့ CDN ဆရာဆရာမတွေကိုအတင်ရရအရှင်ရရလိုက်ဖမ်းတာကဘာကြောင့်လဲ။ဟမ်ကြောင်တက်နေတဲ့ကလေးတွေလွတ်မြောက်နေမြင်မှာနော် ကျောင်းတက်နေတဲ့ကလေးတွေစာတင်ကျောင်းပေါ်ဘုံလိုက်ကျဲချတာဘာကြောင့်လဲပညာရေးကလူတိုင်းရပိုင်ခွင့်ရှိတယ်ဆိုရင်လောက်ဆရာအကြောင်းမရှိဘူးလေမင်းတို့မင်းအောင်နိုင်လက်အောင်မှာပညာမတင်မတင်ခြင်းလို့တောင်းဝင်မထမ်းဆောင်ခြင်းလို့သူ့အတူနှုတ်ထွက်တာလေတူတင်ခြင်းပေးခြင်းနဲ့တူတူတင်ပေးတာလေဒါပေမဲ့စီရီယံကျောင်းဆရာစီရီယံဆရာစီရီယံဆရာမတွေကိုမင်းတို့ဘလောက်တောင်းမှလူတက်တမမဒိန်းတမတွေကိုထောင်ထဲကလွတ်တယ်အဲ့ဒီစီရီယံလှုပ်ပြီးစာတင်နေတဲ့ကျောင်းဆရာတွေဆရာမတွေကိုမင်းတို့တွေအညိုးတကြီးနဲ့လိုက်လံဖန်ဆီးတက်ပြတ်နေတဲ့အချိန်မှာမင်းမဆက်ကဘာဖြစ်လို့မပြောတာအဲ့ဆို ဟမ်ဖတ်ပညာရေးသင်တာသွားလို့လို့ဟမ်အဲ့ချိန်မှာပြောလေကွာဟမ်မင်းတို့ထိမှမင်းတို့နာတယ်ကွာဟုတ်လားတိုက်ပြီးကန့်ကန့်ပိတ်ပိတ်နေမယ်ဆိုရင်ဒါကပွန့်လိုက်ပြောတော့ပညာရေးပိတ်ပိတ်ပိတ်နေတဲ့သူတွေဒီမိုကရေစီကိုနားမလည်တာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်တို့ပွန့်လိုက်ပြောမှာဒီဂျပန်ရောက်မြန်မာတွေအဲ့ဆိုမင်းရောက်နိုင်ဦးရင်ပြောပညာရေးကိုပိတ်ပိတ်ကတ်တာဒီမိုကရေစီနားမလည်ဆိုမင်းရောက်နိုင်ဦးရင်တော့ပြောအချို့သောမြန်မာတွေကတော်တော်ဆိုးတယ်အဲ့လူကြီးကြီးတော့လေသူတို့က overstay တွေဖြစ်လို့များတယ်နောက်တစ်ခုကဟိုဗီဇာတွေမရှိတော့တဲ့လူတွေသူတို့လည်းဒီဂျပန်နိုင်ငံနဲ့ခံထားရဲသူတို့ ဂျပန်မှာ PR နေတဲ့သူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစစ်စစ်တွေမဖြစ်နိုင်ဘူးเนาะအဲ့တော့ပို့လည်းပြောရရင်ဒါမျိုးတွေဆိုလဲကျွန်တော်တို့တော်တော်လေးတော့ကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပို့လည်းပြောရရင်ဒါမျိုးကိုကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပို့လည်းပြောရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဘီကြီးကျော်စွာလင်းသမီးမရမဟုတ်ဘူးတက်မတော်မှာရှိတဲ့ထိမ်းမဲကောင်းဆောင်တွေနိုင်ငံတော်ကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုတင်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းက သူတလူငါတမင်းနဲ့ကိုယ်ကရဲဘိုးကြဆုံးမွေးဝါရကင်ထားတဲ့ပုံစံကြီးဖြစ်တယ်အာနာရှင်စိတ်ရှိရသူကြီးဖြစ်တယ်လို့ကျွန်တော်တို့တခါလေးပြောချင်ပါတယ်ဟမ်သူတို့ဘက်ကိုထီတော့နာဖြတ်တယ်ဟုတ်လားကျော်စာလင်းရဲ့တမီးကိုဘွိုင်းကော့လောက်တော့နားတယ်ဘွိုင်းကော့လောက်တယ်ဆိုတာရိုးရှင်းတယ်လေဟမ်ဘွိုင်းကော့လောက်တာရှင်းပါတယ်လူရမတွင်းတာလေအဲ့အဲ့လောက်ခံခက်တာမရှိဘူးဒါပေမဲ့ဘွိုင်းကော့လောက်တာလေရှင်းချင်းလေလူရမတွင်းတာငါတို့အတိုင်းဝိုင်းနဲ့ဒီဟာတွေကိုမဝင်လာခိုင်းနဲ့မပတ်သက်ခိုင်းနဲ့နော်ဒါပေမဲ့ခံရခက်တာလားဘွိုင်းကော့လောက်တာလောက်ခံရခက်တာမရှိဘူး နော်အဲ့တော့လက်ရှိစစ်အတိုင်းဝိုင်းကဒီတိုင်းခံရမှာဒီတိုင်းခံရမှာဒါတော်လိုင်းမပြီးသေးဘူးနော်တော်လိုင်းရင်မပြီးသေးဘူးဘာဖြစ်လို့လဲမင်းတို့စစ်တပ်ကနေလှုပ်ထားတဲ့ပြည်သူအပေါ်ကိုရဲရဲဆက်ဆက် တတ်ထားဖြတ်ထားဖမ်းဆီးထားမနဲ့ဖမ်းဝမ်းညအလောင်းလာဖို့နော်ခက်ကိုပြောင်းခြင်းခေါင်းကိုပြစ်ဆိုပြီးတော့ရဲရဲဆက်ဆက်တတ်ဖြတ်ထားတာဒီအားလုံးဟာအကုန်လုံးပြန်ခံရမှာနော်အဲ့ဒါအားလုံးခံရမှာပြည်ပြည်သူကမင်းတို့ပေါ်ခွင့်လွတ်တောင်မှလောကကြီးကမင်းတို့ခွင့်လွတ်လို့မရအောင်အဲ့တော့ကြောစွာလင်းကိုဟို တမီးကိုထိမှနာတတ်တာလားဒါအစမ်းပဲရှိသေးတယ်နော်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာစန္ဒရှင်စနစ်စန့်ကျင်ရေးဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးနဲ့ခိုင်မာတဲ့နိုင်ငံရေးဗတိညင်တွေရရှိလာရေးအတွက် NLD ရဲ့ပအဝင်ဆောင်ရွက်မှုကဘီတောင်စုအတွက်အထူးအရေးကြီးတဲ့အပြင် NLD ခေါင်းဆောင်ဒေါက်ဆန်းစုကြည်ဟာမြန်မာနိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ MG ယာယီသမရဒူဝါလက်ရှိလက်ကပြောဆိုလိုက်ပါတယ်။ဒါကတော့ စက်တင်ဘာလ28ရက်နေ့ကကြာရောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်ချင်း38နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားမှာနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောတော်တာပါလက်ရှိຫນွေဥတော်လန်ရေးဟာခေတ်အဆက်ဆက်ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်ဖြစ်ပြီး NLD ပါတီဟာအဲ့ဒီလိုခေတ်အဆက်ဆက်ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကာယကံမြောက်မြုပ်နှံခဲ့တဲ့နိုင်ငံရေးပါတီကြီးဖြစ်တယ်လို့ဒါကိုလက်ရှိတော်လန်ရေးအင်အားစုအားလုံးကຫນွေဥတော်လန်ရေးအဖြစ်ဆက်လက်ဝိုင်းဝန်းဆောင်ရွက်နေကြပြီး ဒီအချိန်လေးမှာတမိုင်းအစင်လာကြီးမားခဲ့တဲ့ဒေါ်ဆန်းစုကြည်ရဲ့ NLD ပါတီကနေအားလုံးပါဝင်တဲ့နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင်ဥဆောင်ပါဝင်မှုကိုလည်းလူထုကဆက်လက်အလို့ရှိနေစေဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာစာနာရှင်စနစ်ဆန့်ကျင်ရေး Federal Democracy တိဆောက်ရေးနဲ့ခိုင်မာတဲ့နိုင်ငံရေးပြည်ညင်းတွေရရှိလာရေးအတွက် NLD ရဲ့ပါဝင်ဆောင်ရွက်မှုကပြည်တော်စုအတွက်အထူးအရေးကြီးတဲ့အပြင် NLD ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အခန့်ကဏ္ဍဟာလည်းအင်မတန်မှအရေးကြီးုံနေမှာကဒေါ်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အတွက်ဒေါက်ဆာစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိုလည်းဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ NGO ရဲ့သမ္မတဒူဝါလရှိလက်ကပြောတော်ပါတယ်စက်တင်ဘာလ25ရက်နေ့ကဆိုရင်ည9နာရီလောက်ကပဲပသိမ်မြို့အမှတ်စေရက်ကွက်ကစစ်တလောက်ကအုပ်ချုပ်ရေးမှုအေးကိုဆိုတဲ့သူကိုစစ်မှုထမ်းလူစားထုတ်ရောင်းဝယ်မှုတွေငွေအလွဲသုံးစားလုပ်မှုတွေအပြင်လိုင်စင်မဲ့ကာစီမှုတွေနဲ့အကြမ်းဖက်စစ်တပ်ရဲ့နေပြည်တော်ရဲတပ်ဖွဲ့က တို့ဘက်ကလူအချင်းချင်းပဲပြန်လဲဖမ်းဆီးဖို့လုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာအုတ်ကြီးအေးကိုဆိုတဲ့သူကတတင်းကြိုရတဲ့အတွက်ထွက်ပြေးလွတ်မြောက်သွားပြီးသူစီးတဲ့ကားကိုပဲရဲကတိတ်ဆီးသွားတယ်ဆိုပါလေအဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်စက်တင်ဘာလ26ရက်နေ့ညနေပိုင်းမှာအဲ့ဒီထွက်ပြေးသွားတဲ့အုတ်ချုပ်ရည်မှုအေးကိုဆိုတဲ့သူဟာရက်ကွက်ထွဲကိုပြန်လဲရောက်ရှိလာပြီးဆိုင်ကယ်ပေါ်ကနေနေပြီးတော့ရဲတပ်ဖွဲ့မပြောနဲ့မင်းအွန်လိုင်းကိုတောင်ခရုမစိုက်ဘူးငွေရှိရင်ပါရိုက်လို့တောင်ရတယ်လို့ အခုလဲငွေနဲ့ရှင်းလိုက်လို့အမှုပြီးသွားပြီတို့ဆိုတာတွေကိုရက်ကွက်ထဲမှာအော်ဟေ့ကြွေးကြော်နေတယ်လို့သိရပါလေဒါကိုကြည့်ချင်းအဖြစ်အချက်ဖက်စစ်တပ်ကသူတို့လက်အောက်ခံအုပ်ချုပ်ရေးမှုတွေကိုလူမြင်ကောင်းအောင်အဖမ်းပြတဲ့သဘောကိုမြင်တွေ့ရတယ်လို့ပတ်စံပေးရင်ပြန်လွတ်ပေးတယ်ဆိုတော့ကိုလည်းအဲ့ဒီအုပ်ချုပ်ရေးမှုအေးကိုဆိုသူကိုယ်တိုင်ပဲရက်ကွက်ထဲမှာအလုံးကြောက်အောင်ကြွေးကြော်သွားတာဖြစ်တယ်လို့ဒေတာကန်ပြည်သူတို့ကပြောထားပါလေအလားတူပသိမ်မြို့အမှတ်ရှိရက်ကွက်အုပ်ချုပ်ရေးမှုဟန်ဝင်းအောင်နဲ့ရက်ချစ်စရေးတူကိုလည်း စတင်မလာ25ရက်နေ့ညပိုင်းမှာပဲစမူရန်လူအယောင်ဝယ်ပြုလုပ်မှုငွေအလွဲသုံးစားမှုတွေနဲ့အကြံဖက်စစ်တပ်ကသူတို့လူအချင်းချင်းဝင်ရောက်ဖမ်းဆီးသွားတဲ့အပြင်တဖက်ကအမှတ်6ရက်ကွက်ကိုလည်းအကြံဖက်စစ်တပ်ကအင်စီကာ9စီးအင်အား20ကျော်နဲ့ဝင်ရောက်စီးနင်းပြီးတော့ရှာဖွေဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့သေးတယ်လို့သိရပါတယ်လက်ရှိမှာတော့အဲ့ဒီပသိမ်မြို့ပေါ်ကရက်ကွက်အုပ်ချုပ်ရေးမှုတွေဟာ စစ်မှုထမ်းလူအယောင်ဝယ်ပြုလုပ်မှုတွေနဲ့ငွေကြေးချမ်းသာလာတဲ့သူတွေဖြစ်နေပြီးအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးပြပေးမယ်လေပတ်စံပေးနိုင်တဲ့အုပ်ချုပ်ရေးမှုတွေကိုစစ်တပ်ကပြန်လဲလွှတ်ပေးနေတာပါပဲလို့ပသိမ်အခြေစိုက်သတင်းရှင်းမိကပြောထားပါသေးတယ်။တစ်ဖက်မှာတော့ဘကိုးတိုင်းက ARV မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတစ်စုဆောင်းလို့မရတော့တဲ့အတွက်လူငယ်တွေကိုနေအိမ်တွေတဲ့အထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးဖို့ သူတို့စစ်တပ်လက်အောက်ကအုပ်ချုပ်ရင်းမှုတွေနဲ့ပြူစောတီတွေကိုအမိန်ပေးခိုင်းစေနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတစ်ဖက်မှာတော့စကိုင်းတိုင်းကဗမောက်မြို့ကိုတော်လိုင်းရဲတပ်တွေသိမ်းပိုက်ပြီးတဲ့နောက်မြို့ပြင်ကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းရဲတပ်တွေကြားမြို့ပြင်တဝိုက်မှာထပ်မံတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်နေမင်းရှင်းလင်းရေးလုပ်တဲ့အချိန်စစ်သားတွေရဲ့မတာအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေအပြင်စစ်တပ်လက်အောက်က SNE တပ်ဖွဲ့ဝင်2ဦးကိုပါအရှင်ဖမ်းဆီးရမိထားသေးတယ်လို့ ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီမမောင်မျိုးကိုတော့စတေမလာ20ရက်နေ့ကတည်းကတော်လန်ဤပပေါင်းတက်တွေအပိသက်သိမ့်ပိုက်လိုက်တာဖြစ်ပြီးအဲ့ဒီမျိုးသိမ့်တိုက်ပွဲတွေကနေထွက်ပြေးသွားတဲ့အချမ်းပတ်စစ်တပ်နဲ့မြို့ပြင်တဝိုက်မှာပါတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်စတေမလာ24ရက်နေ့မှာမမောင်မျိုးမြောက်ဘက်မှာရှိတဲ့ခမိုးကျေးရွာအနီးတဝရိုင်းဂုံးမှာ PDF တပ်ဖွဲ့တွေကနေမြရှင်းလင်းရေးပြုလုပ်တဲ့အခါမှာတော့အချမ်းပတ်စစ်သားမတာအလောင်း3လောင်းနဲ့တနက်9လက်ကိုပါတင်းစီရရှိခဲ့တဲ့အပြင် စစ်တလက်အောက်ခံ SNE တပ်သား2ဦးကိုလည်း PDF တပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့ဗမောင်းမျိုးကိုလက်လွတ်လိုက်ရတဲ့အချက်ဖတ်စစ်တပ်ဟာမျိုးပြင်ကနေဗမောင်းမျိုးကိုစစ်ကြောင်းထိုးဖို့လုပ်နေပြန်တဲ့အတွက်ဒေါ်လန်ရေးပူပေါင်းတပ်တွေနဲ့မြေပြင်ထိတွေ့တိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေတယ်လို့သိရတယ်။တစ်ဖက်မှာတော့စကိုင်းတိုင်းကဒဇယ်မြို့နယ်ကန်ထူးမှာကြေးရွာမှာရှိတဲ့စီဆိုင်နဲ့စားတောက်ဆိုင်ကိုအချက်ဖတ်စစ်တပ်ကလေနဲ့လာပြီးထပ်မံပုံကျဲသွားမှုကြောင့် ကိုဝင်ဆောင်မြို့သမီးအပါဝင်ပြည်သူ10ဦးကျော်အတိတ်သုံးမှုတွေရှိလာပြီးဒဏ်ရာရတဲ့သူတွေတက်ကလည်းထပ်မံတိတ်ဆုံးမှုတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။တစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကိုကန် MNDAA ထိန်းချုပ်ထားတဲ့တိန်းနီခိုင်မှာလူတက်မှုဓမြတိုက်မှုကျူးလွန်သူ3ဦးကို MNDAA ကပြည်သူတွေရှေ့မောက်မှာပဲတေဒံပေးလိုက်တယ်လို့သိရပါတယ်။ဒါကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကိုကန် MNDAA အထူးဒေသ1တရားစီရင်ရေးအဖွဲ့ကနေ ဒိန်နီခိုင်မှာပြမှုဆိုင်ရာမှုကင်းကြီးလေးမှုကိုကျူးလွန်ခဲ့သူခုနှစ်ဦးကိုအများပြည်သူရှင်းပါမှာပဲစီရင်ချက်ချခဲ့တာလို့ကိုကမီဒီယာကထုတ်ပြန်ထားပါတယ်။အဲဒီလိုတရားစီရင်ခံရတဲ့သူခုနှစ်ဦးဟာပြန်ပြီးဆွဲမှုရွေချက်ရှိရှိထိခိုက်ဒဏ်ရာရစေပြီးတေဆုံးစေမှုရည်ရွယ်ပြီးလူတက်မှုတနက်နဲ့ဓမြတိုက်လူတက်မှုစတဲ့ပြမှုကြီးလေးခုကိုကျူးလွန်ခဲ့ကြတယ်ဆိုပါတယ်။အဲဒီလိုတရားစီရင်ခံရတဲ့ခုနှစ်ဦးတဲကပုံဦးကိုတော့ MNDAA ကအများပြည်သူရှေ့မောက်မှာပဲတရားစီရင်ပြီးချက်ချင်းပဲတနက်နဲ့တည်တံစီရင်မှုအမိန့်ချခံရတာဖြစ်တယ်လို့ဆိုပါလေ။အဲ့လိုတည်တံချခံရသူတွေတဲကလီချီဖူဆိုတဲ့သူဟာ MNDAA ရဲ့ကြေးရွာအုပ်ချုပ်ရေးကော်မတီဝင်တဦးဖြစ်ပြီးသူ့ရဲ့ချစ်သူဖြစ်တဲ့သူကနှစ်ဦးသားဆက်ဆံရေးရက်တံမှုတောင်းဆိုလို့ဆိုပြီးဓာတ်နဲ့ရက်ရက်ဆက်ဆက်တက်ပြတ်ပြီးတော့အလောင်းဖြောက်ဖြက်ခဲ့သူဖြစ်တယ်လို့ကိုကက်မီဒီယာမှာဖော်ပြထားပါတယ်။နောက်တစ်ဦးဖြစ်တဲ့ရန်ရှင်းဖားဆိုတဲ့သူကလည်း ဓမြတိုက်လူတက်မှုကျူးလွန်သူဖြစ်တယ်လို့နောက်ထပ်ကြော်နိုင်လက်ဆိုသူကတော့တူဖြစ်သူနဲ့ရပ်ဖြစ်ပြီးကိုတူကိုဓာတ်နဲ့ခုတ်တက်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုလူတက်မှုတွေကျူးလွန်ခဲ့သူ၃ဦးကို MNDAA ကအများပြည်သူရှေ့မှာပဲတရားစီရင်ပြီးတည်တံချမှတ်လိုက်တယ်လို့ကျန်တဲ့၄ဦးကိုတော့နှစ်ရှည်ထောင်နှံတွေချမှတ်လိုက်တယ်လို့ကိုကန့်မီဒီယာကဖော်ပြထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့လူတကောင်ကောင်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့အကြပ်ဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးတို့အတွက် မေရိကန်ဝါရှင်တန် DC သမ္မတအင်ဗီဒိုရှိနဲ့တရုတ်တန်ယုံရှိတွေမှာမြန်မာအရေးဆောင်ရွက်သူတွေကဆန္ဒပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါကတော့စက်တင်ဘာလ29ရက်နေ့ကပဲအမေရိကန်ဝါရှင်တန် DC ကသမ္မတအင်ဗီဒိုရှိမှာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်လွတ်မြောက်ဖို့ဆုတောင်းတာတွေလွတ်မြောက်ရေးအကူအညီပေးဖို့တောင်းဆိုတာတွေပြုလုပ်ခဲ့ပြီးဒီကနေ့မှလည်းထပ်မံပြုလုပ်သွားမယ်လို့ဆိုပါတယ်။ဒါ့အပြင်အဲ့ဒီလိုသမ္မတအင်ဗီဒိုရှိမှာဒေါက်ဆန်းစုကြည်လွတ်မြောက်ဖို့မြန်မာအရေးဆောင်ရွက်သူတွေကတောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ပဲ။ တရုတ်တန်ယုံအရှိမလဲတရုတ်နိုင်ငံအနေနဲ့မြန်မာရေးမှဝင်ရောက်စွတ်ဖတ်မှုတွေမလုပ်ဖို့ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာကျွန်တော်ရဲ့ North Africa Channel ကိုနေတဲ့တဲ့ဆိုရင် Like and Subscribe view လေးပြီးခဲ့ကြပါကြည့်ရှုပြီးတဲ့ဒီတိုင်းကိုအထူးအထူးကြည့်ဦးတင်ကြောင်းထပ်မံပြီးပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်